မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗမော်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေစစ်ကော်မရှင်ကစစ်ကြောင်းများခွဲ၍စစ်ကြောင်းထိုးနေပြီးလေကြောင်းပစ်ကူဇက်တိုက်ပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဗမော်မြို့တွင်စစ်ကော်မရှင်နှင့်ကချင်လူလက်ရေးတပ်မတော် KIA တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကော်မရှင်ကစစ်ကြောင်းများဖြန့်ခွဲစစ်ကြောင်းထိုးနေကြောင်းသိရပါတယ် ဗမော်မြို့တွင်ရှိစစ်ကော်မရှင်ပြန်လည်ထိန်းချုပ်ထားသည့်နေရာများကို KIA ကတကြောပြန်သိမ်းယူပြီးနောက်စစ်ကော်မရှင်ဘက်ကလရင်ပြစ်ကူများပါနေစဉ်အသုံးပြုလာကြောင်းသတင်းချင်းမြစ်ထံမှသိရပါသည်စစ်တပ်ဘက်ကလူအင်အားဖြည့်ကူနေသူတို့တက်ချင်းလက်ချင်းချိတ်ဆက်နိုင်တဲ့အနေအထားကိုရောက်လာပြီးထိုးစစ်ပြန်ဆနိုင်ခဲ့တဲ့ပုံ KIA ကခိတ္တဆုပ်ပေးခဲ့တဲ့နေရာတွေကိုအခုပြန်သိမ်းနေပါတယ်ဟုကချင်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ် တန်ချက်ကတရင်တတရာ8006ဂိတ်ပေါအနီတီတိုက်ပွဲရှိနေပြီးစက်တင်ဘာလအတွင်းကလည်းတန်ချက်ကတရင်နာစစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်များထိခိုက်ဒေဆုံးမှုများပြားခဲ့ပါတယ်ပြည်ကရရပိုင်အော်တိုဘာတရက်နေ့ကခလာရ48အနောက်ဘက်ကကင်းစက္ကန့်နဲ့ရွှေပြည်သား KBC ဖျားကြောင်ကုန်တို့ကို KIA ကပြန်လည်သိမ်းယူခဲ့ပါတယ်။စစ်ကော်မရှင်က CIA အရာအရေးပါတဲ့ဖြူဟာမြောက်နေရာများကိုစစ်ကြောင်း၃ခုခန့်ခွဲပြီးဖြန့်ကျက်တိုက်ခိုက်လာပြီးဗမော်လမ်းမကြီးတရှောင်းနေမြေစုံမိုးနိုင်ရန်စစ်ကြောင်းဖြန့်လာခြင်းဖြစ်ပါတယ်။ လေကြောင်းမှလည်းတိုက်ပွဲဖြစ်ပွားရနှင့်အမှတ်27စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခ27အနီကိုတနစ်လျင်အနည်းဆုံး3ချိန်နီးပါးလေရင်ဖြစ်ကူပေးထားကြောင်းကချင်သတင်းရင်းမြစ်များထံမှသိရပါတယ်။စစ်ကော်မရှင်ကဗမော်တိုက်ပွဲပြန်လည်ထိုးစစ်ဆင်လာနိုင်သည့်အတွက်စကခမှုနှင့်88တပ်မမှုတို့ကိုယာရုတိုးပေးပြီးဝါဒဖြန့်မှုများပြုလုပ်လာသည်။စစ်ကော်မရှင်ဝါဒဖြန့်သတင်းစာများတွင်လည်းဗမော်ကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီဟုဖော်ပြပြီးနောက် KIA ကစစ်ရေးနယ်မြေအချို့ကိုတချော့ပြန်ပြန်လည်သိမ်းယူလာခြင်းဖြစ်သည်။ ဆက်လက်ပြီးစစ်စင်ရေးကရန်ကုန်ပဲခူးနဲ့နေပြည်တော်နာထီရောက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ညီပြင်းစစ်စင်ရေးတွေဟာရန်ကုန်နဲ့ပဲခူးတိုင်းအပအဝင်အနာသိန်းစစ်ကောင်းဆောင်တွေအခြေစိုက်တဲ့နေပြည်တော်အနီးကိုပါရောက်ရှိနေပြီဖြစ်ပြီး2025ခုနှစ်နှစ်ကုန်ပိုင်းမှာစစ်စင်ရေးတွေပိုမှုပြင်းပြင်းလာတာကိုတွေ့ရလိမ့်မယ်လို့ NUG ရဲ့တောင်ပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ SOF တပ်ဖွဲ့မှအောင်ဆန်းရှာကသတင်းဌာနကိုပြောပါတယ်။ SOF အခွဲဟာ2025ခုနှစ်ဇူလိုင်လ22ရက်နေ့မှာအခွဲတည်ထောင်ခြင်း၄နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ SOF အခွဲဟာကရင်ပြည်နယ်မော်ပြည်နယ်နှင့်တနင်္သာရီတိုင်းတို့မှာကြီးလက်စစ်ကြောင်းနှစ်ကြောင်းလှုပ်ရှားနေပြီးရန်ကုန်တိုင်း၊အေရဝတီတိုင်း၊မော်ပြည်နယ်နှင့်ပဲခူးတိုင်းတွေမှာတော့မျိုးပြပြောက်ကြားတပ်တွေအဖြစ်လှုပ်ရှားနေတာဖြစ်ပါတယ်။ကြီးလက်စစ်ကြောင်းတစ်ကြောင်းကိုအင်အား300တပ်မှတ်ထားကြောင်းသိရပါတယ်။ SOF ရဲ့မျိုးပြစစ်စင်ရေးတွေမှာ ြန်လွှာအောင်နန်းထိုက်အောင်စတဲ့အမည်တွေနဲ့လှုပ်ရှားမှုတွေကိုတွေ့ရပြီးကျေးလက်စစ်ကြောင်းတွေမှာလည်းတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးစကန်သိန်းတိုက်ပွဲတွေဆင်နွှဲနေတာတွေ့ရပါတယ်။ဒီအကြောင်းတွေအပါအဝင် SOF ရဲ့လေးနှစ်အတွင်းစစ်စင်ရေးလှုပ်ရှားမှုတွေရီမန်းချက်တွေနဲ့ပတ်သက်ပြီး NUG ရဲ့တောင်ပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ SOF တပ်ဖွဲ့မှအောင်ဆန်းရှားကိုအေယာဝတီမြန်မာပိုင်းအယ်ဒီတာကျော်ခကဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ ဆက်လက်ပြီးရေပြူတွင်စစ်ကြောင်းထုတ်မီရှို့နေသည့်စစ်တပ်ကိုတိုက်ခိုက်မှု73ဦးသေဆုံးပြီးစစ်သားအလောင်းများကိုနေအိမ်ထဲထည့်ကမီရှို့ဖျောက်ဖျက်စစ်တပ်မီရှို့မှုကြောင့်ကျန့်ဖို့အမတ်ဟောင်းပြူစောတိနိုင်ဦးနေအိမ်ပါပြကျတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းရေပြူမြို့နယ်တွင်စစ်ကြောင်းထုတ်မီရှို့နေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရန်73ဦးသေဆုံးပြီးစစ်သားအလောင်းများကိုနေအိမ်ထဲထည့်ကမီရှို့ဖျောက်ဖျက်သွားကြောင်းဒဝဲခရိုင်တပ်ပေါင်းစုမှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ စက်တင်ဘာလ28ရက်နေ့တွင်ရေပြူမြို့နယ်အတွင်းဝင်ရောက်လာသောအင်အား200ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်ဖူကောဆွန်းရွာကိုရောက်ရှိလာပြီးရွာသားများကိုဖမ်းဆီးခြင်းနေအိမ်များအားဖျက်ဆီးခြင်းရွှေငွေနှင့်လက်ဝတ်ရတနာများအားယူဆောင်ခြင်းလုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။ထို့သောဖူကောဆွန်းရွာကိုဝင်ရောက်စီးနင်းပြီးနောက်စက်တင်ဘာလ29ရက်နေ့တွင်ရင်းစစ်ကြောင်းသည်ဝက်ချောင်းရွာမှတဆင်ခမောင်းချောင်းရွာသို့ရောက်ရှိလာပြီးလူနေအိမ်များနှင့်ဈေးဆိုင်များကိုဖျက်ဆီး၍ဈေးဆိုင်အတွင်ရှိပစ္စည်းများကိုထပ်မံယူဆောင်သွားကြောင်းသိရပါသည်။ စက်တင်ဘာလ30ရက်နေ့တွင်အကြံဖတ်စစ်တပ်စစ်ကြောင်းသည်ဧကနိရွာအနီးသို့ရောက်ရှိခဲ့ပြီးကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်တိုက်ပွဲဆတင်ဖြစ်ပွားခဲ့ကြောင်းထိုတိုက်ပွဲသည်အော်တိုဘာလ1ရက်နေ့ညနေ6နာရီတိဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်တပ်ဘက်မှအထိနာကလူနေအိမ်၁၀လုံးကိုမိရှို့ကနေအိမ်အချို့ကိုလည်းဖျက်ဆီးသွားကြောင်းသိရပါသည် တိုက်ပွဲအတွင်အကြံဖက်စစ်တပ်ဘက်မှ73ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းများပြားကြောင်းတိုက်ပွဲ၌သေဆုံးခဲ့သောစစ်သားမတအလောင်းများကိုနေအိမ်များအတွင်ထက်ကမိရှုဖျောက်ဖျက်ခဲ့ပြီးမိလောင်ကျွမ်းခြင်းမရှိသောစစ်သားမတအလောင်းများကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကမိရှုတကြိုပေးခဲ့ကြောင်းသိရပါတယ်။အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်း၏မိရှုဖျက်ဆီးမှုကြောင့်နေအိမ်၁၀လုံးပြားကျခဲ့ပြီးကျန်းဖို့အမဟောင်းဖြူစောတိနိုင်ဦး၏နေအိမ်အပါအဝင်ကျန်းဖို့အမကန်များ၏နေအိမ်၅လုံးလည်းပြားကျခဲ့ကြောင်းသိရပါတယ်။ အခုကဖွင့်လင်းရသည်တဲ့ရောက်ပြီဆိုတော့နေရာတိုင်းမှာတိုက်ပွဲတွေပြင်းထန်လာနိုင်တယ်။ရန်သူစက္ကမစစ်ကြောင်းတွေလည်းမြို့နယ်တိုင်းမှာလှည့်ပတ်သွားလာနေတယ်။ပြည်တဲ့လူငယ်တွေပေါ်တာဆွဲဖမ်းဆီးသွားတာတွေကြုံနေရတယ်။အဲဒီတော့စစ်ခွေးစစ်ကြောင်းဖွင့်လာရင်မတွေ့အောင်နေကြဖို့အရေးကြီးတယ်။နောက်တစ်ချက်ကတဝဲခရိုင်ထဲမှာလေကြောင်းကနေတိုက်ပွဲမရှိဘဲရွာတွေတဲကိုအကြောင်းမဲ့ပုံချဲတိုက်ခိုက်မှုတွေရှိလာတဲ့ဆိုတော့လေရင်ကိုလည်းတတိထားဖို့အကြံပြုတိုက်တွန်းပါတယ်။လေကြောင်းအနေရရှိလာလိမ့်မယ်။အထီးကကတီကောင်တွေကအကြမ်းဖက်ပြီးပြီး အယက်သားပြည်သူရှိတဲ့နေရာတွေကိုပဲကျဲတာဖြစ်လို့မြို့နယ်တိုင်းသတိပြုဖို့လိုတယ်။ပွင့်လင်းရာသီရောက်လာတဲ့အတွက်ဂျိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့လိုမယ်။ဥပမာအရေးကြီးပစ္စည်းအထုပ်အပိုးတေချာထုတ်တာမျိုးဘုံခိုကျင်းတွေတူးထားကြတာမျိုးလုပ်ထားတဲ့နေဟုဒဝဲခရိုင်တပ်ပေါင်းစုမှတာဝန်ရှိသူကပြောဆိုပါတယ်။ ထိုးတိုက်ခိုက်မှုကိုဒဝက်ခရိုင်တပ်ပေါင်းစုရှေးပြည်မြို့နယ်အခြေဆိုင်မဟာမိတ်ပူပေါင်းတပ်ဖွဲ့နှင့်မဟာမိတ်ပူပေါင်းအဖွဲ့များကပူပေါင်းလှုပ်ဆောင်ခဲ့ပြီးတိုက်ပွဲအတွင်းတော်လန်ရေးပူပေါင်းတပ်ဖွဲ့များဘက်မှရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ကရဲဘော်သုံးဦးလည်းမစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ဆလပီ၄ကီကော်မျိုးတည့်ရဲ့နေရာအချို့ကိုစစ်ကောင်စီတပ်ထိန်ချုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် ကရင်ပြည်နယ်မြဝတီမြို့နယ်တောင်ဘက်မှာရှိတဲ့လေကေကော်မြို့တည်ရဲ့အစိအပိုင်းချုပ်ကိုအော်တိုဘာလ9ရက်မှာစစ်ကောင်စီတပ်ကပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ကရင်စစ်ရေးတရင်ရင်းမြစ်ချုပ်ကပြောပါတယ်။ KNU တပ်မဟာ6ထိန်းချုပ်ထားတဲ့လေကေကော်မြို့တည်ကိုစေအုပ်စုကစက်တင်ဘာလ22ရက်မှာစတင်ပြီးကရင်နေကြာဆောင်တပ် PGF အကူအညီနဲ့စစ်ကောင်စီတပ်ကဒရုန်းလက်နက်ကြီးပစ်ကူယူကာမြေပြင်စစ်ကြောင်းတွေထိုးခဲ့တာပါ။ ကနအူးမျိုးကိုစုံမှုထားတဲ့ရေကန်ကုန်းကိုထိန်းချုပ်နိုင်ခဲ့ပြီးနောက်အော်တိုဘာလ9ရက်မှာတော့၄ကီကော်စေကန်းနေရာနှင့်အနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်ကထပ်မံထိန်းချုပ်သွားနိုင်တာပါစစ်ကောင်စီတပ်ဟာခရင်နေချာဆောင်တဲ့ PGF အမတ်နှစ်စစ်ဒေသမှဘုံမှုကျုပ်စောတင်ဝင်ရဲ့လက်အောက်ခံတပ်ဖွဲ့အကူအညီနဲ့၄ကီကော်စေကန်းနေရာဝင်းကျင်တဝိုက်ကိုတင်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ခရင်တရင်ရှင်းမြစ်ကပြောပါတယ်စေကန်းတော့ဒီကောင်စကစရီပြန်ထိုင်ထားလိုက်ပြီစေကန်းနေရာကအရွာအဝယ်မှာ စစ်ကောင်စီတပ်တွေရွာရဲတော့ဝင်သွားကုန်ပြီလေကိကောတစ်မျိုးလုံးကတဝက်ပဲရသေးတယ်လို့အဲ့ဒီတရင်ချင်းမြစ်ကဆိုပါတယ်စစ်ကောင်စီဝါရဖြန့်လူမှုကွန်ရက်တွေမှာတော့လေကိကောတစ်မျိုးလုံးကိုတိမ့်ပိုက်နိုင်လိုက်ပြီလို့ဝါရဖြန့်ထားပါတယ်ဒါပေမဲ့မြေပြင်အခြေအနေမှာတော့မျိုးရက်တဝက်လောက်သာစစ်ကောင်စီတပ်ကထိန်းချုပ်နိုင်တာဖြစ်ပြီး KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေကဆက်လက်ခုခံတိုက်ခိုက်နေတယ်လို့ကရင်တရင်ချင်းမြစ်ကပြောပါတယ် စစ်ကောင်စီတပ်ဟာလေကိတ်ကော်မျိုးကိုတင်ပြီးရင်မြောက်ပြည်မြို့တောင်ဘက်ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိဖလူတေပေါ်ဘူစတဲ့မြန်မာထိုင်းနယ်စပ်စခန်းတွေကိုပြန်သိမ်းနိုင်ဖို့ကြံစီနေပြီးဝေါ်လီပြူဟာအထိပါထိုးစစ်ဆင်ဖို့ပြင်နေတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကတွက်ဆပါတယ်။ကရင်ပြည်နယ်မှာစစ်တပ်ဟာ BGF အကူအညီအပြင်ခွဲထွက် DKPA ရဲ့ပူးပေါင်းမှုကိုလည်းရရှိထားပါတယ်။ ဖာပုံကတိုင်တီကမမောင်းလန်းပိုက်မှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်မှ BGF အပြင်ဗိုလ်ပြီးဦးဆောင်တဲ့ခွဲထွန်း DGPA တပ်ဖွဲ့တွေလည်းပါဝင်တယ်လို့ KNU တပ်မဟာငါပြောရေးဆိုခွင့်ရှိသူဘုံမူကြီးစောကလေတို့ကပြောကြားထားပါတယ်ကျမရဲ့တင်ပြဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်